United ပြိတက်တွေကတော့ United အတင်းကိုတိုက်တယ် challenger ပေါ့နော်အဲ့လောက်ထိကိုမှန်းတဲ့ပြိတက်တွေတော့ရှိပါတယ်ဒီပေါ်မှာလည်းကျွန်တော်ကဘယ်လိုမြင်လဲဆိုတော့ရင်လောက်မှန်းရင်တော့ဘူးလောက်တော့ရမှာပေါ့နော်ဒါဒီလောက်မှန်းတာလည်းကျွန်တော်အပြစ်တော့မဆိုဘူးလက်ရှိအသင်းကဒီဟို MMO ကိုအရင်ကြီးတော့မှအားကိုးလွန်းနေတဲ့ပုံစံမှာရှိတယ်။ MMO ကိုမသွင်းဘယ်သူကိုသွင်းမလဲဆိုတဲ့အပိုင်းလေးနဲ့တခုတော့ရှိတယ်ပေါ့နော်။ဒီလိုအရာလေးတွေလည်းရှိတဲ့အခါမှာတော့ဒါချန်ပီယံစုရချန်ပီယံစုကိုစိန်ခေါ်မဲ့အသင်းဆိုတာကတော့အရင်ဝေးလွန်ပါတယ်။ င်္ဂလာပါကိုရဲနှုတ်ရေမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါကျွန်တော်တို့ပေါ့နော်ဒါဒီတစ်ပတ်ကတော့နည်းနည်းလေးပြင်ဖို့ကောင်းတယ်ပေါ့နော်ဒါကျွန်တော်ပရီးမီယာလိဘောတွေပေါ့ပြောမလို့ဆိုတော့ကျွန်တော်ဥရောပဘောတွေမရှိဘူးပေါ့နော်ဒါဥရောပကလပ်ဘောတွေမရှိတော့နည်းလေးပြင်ဖို့ကောင်းတဲ့အပတ်ပေါ့နော်ဒီလိုပဲပြောပါမယ်ဒါပေမဲ့ကျွန်တော်တို့ထုံးစံအတိုင်းပေါ့ဒီလိုမျိုးအချိန်တွေရောက်လို့ရှိရင်ကျွန်တော်တို့အကြောင်းအရာခေါင်းစဉ်လေးတစ်ခုမဟုတ်တစ်ခုတော့ကျွန်တော်တို့ပြောလို့ရှိတယ်ပေါ့နော် တော့ဒီနေ့မှာကျွန်တော်ခေါင်းစဉ်တစ်ခုပြောဖို့ရွှေထားတယ်ဒါကတော့မန်ယူသင်းအကြောင်းပေါ့နော်မန်ယူသင်းဒီယာဒီမှာ top 5ဝင်နိုင်မလားဆိုတဲ့ခေါင်းစဉ်ကိုဒီနေ့မှာကျွန်တော်တို့တရားပေါ့နော်ဒါပြောသွားဖို့ကျွန်တော်ရွှေထားတယ်ပေါ့နော်အဲ့ကျွန်တော်တို့စီစဉ်ရဲ့ထုံးစံတိုင်းပေါ့ဒါဒီအနေထားနဲ့ပတ်သက်ပြီးတော့ကိုရဲလေးတို့ရဲ့အမြင်ပေါ့နော်ဒါလေးနဲ့စလိုက်ချင်ပါတယ်အခုကကစားပြီးတာက10ဝဲလောက်ပဲရှိသေးတယ်ဆိုတော့ပြောဖို့ကတော့အရန်စောရလို့ကျွန်တော်တော့မြင်တယ်ပေါ့နော်ဒါပေမဲ့လက်ရှိရင်လည်းတွားနေတဲ့ပုံစံပေါ့နော်တွားနေတဲ့ပုံစံတွားနေတဲ့ကစားပုံ ဒါတွေပြင်ထပ်ပြီးတော့ဖြစ်လာနိုင်ခြေတွေကိုဆက်ဆက်ပြီးတော့ကျွန်တော်တို့ကပြောရမှာပေါ့နော်ကျွန်တော်ကတော့ဒီလက်ရှိ United သွားနေတဲ့ပုံစံရဆိုတော့ top fight ကတော့ဝင်နိုင်တယ်ဆိုတော့ဘက်မှာတော့ကျွန်တော်တို့လေ့ကျင်တယ်ဘာဖြစ်လို့လဲဆိုတော့ United ရဲ့ကစားပုံကကျတော့ခံစစ်ပိုင်းကတော်တော်လေးဟိုမှာ compact ဖြစ်တဲ့တင်မှာပါတယ်ဗျတော်တော်လေးဟိုမှာရှက်လဲရှက်လဲဖြစ်တယ်ကစားသမားတယောက်ချင်းစီကလည်းပို့ပြီးတော့တိုးတက်လာတယ်ပေါ့နော်သူတို့ပြေ short လို့ကစားသမားမျိုးကစားအတစ်အရန်ဖြစ်လာတာကိုကျွန်တော်မြင်ရတယ်ပေါ့ ဒါပေမဲ့ဒီ United ရဲ့ခံစစ်ပိုင်းမှာကျတော့အမြင်ဘောတွေကအာတော်တော်လေးဟိုမှာအားနေချက်လိုမျိုးဖြစ်နေတယ်။မကွာရမရှိလို့မဖြစ်တဲ့ပုံစံမျိုးပေါ့နော်။အာကက်စမဲရိုကမကစားနိုင်တော့တဲ့အချိန်မျိုးဆိုဒီအမြင်ဘောပိုင်းကပို့ပြီးတော့မှတည်တာ။အဲအခု United ကဘလို့ဖြစ်နေလဲဆိုတော့ကက်စမဲရိုကြာသွားတဲ့မိနစ်ပိုင်းက15မိနစ်မိနစ်20လောက်တော့ရှိနေတယ်။အဲဒီကာလတွေကပဲပွဲဖြေရပြောင်းနေတာတည်း။အဲ့လိုမျိုးဖြစ်နေတာ။ဒီဥကာသေးတာမှာဥကာဥကာသေးတာကဒီလို ကျွန်တော်တော့မလုပ်ပဲနဲ့ပုံမှန်လေးတိုင်းပဲကစားမယ်ဆိုရင်တော့မရလက်ကောင်းနိုင်ငယ်ဆိုတဲ့ပုံစံမျိုးလေးတော့ဖြစ်နေရပါတော့ United နဲ့ပတ်သက်ကျွန်တော်ဒီလိုတော့မြင်နေအဲ January မှာလည်းလူခေါ်မယ်လို့တော့သတင်းတွေကကြားတယ်ကျွန်တော်ထင်တာတော့ကျွန်တော်အငားပဲခေါ်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့အတီခေါ်မယ်ဆိုရင်တော့မှ United ခေါ်ခြင်းတဲ့ကစားသမားတွေကတန်းတရားကနေမစင်းဘူးအဲ့လိုမျိုးဖြစ်ဟုတ်ကဲ့ဘလီဘာကတော့ဈေးကျသွားပြီပေါ့နော်ထားပါတော့ဒါပေမဲ့ ီလူခေါ်မယ်ဆိုရင်တော့မတန်းတရားမစင်းတာအကြောင်းမလို့ကျွန်တော်ကတော့ငားလောက်ပဲခေါ်လောက်မလားပေါ့မခေါ်တာမျိုးလည်းဖြစ်ကောင်းဖြစ်နေမယ်ပေါ့ဒါမျိုးတော့ကျွန်တော်တို့တွေးတယ်ပေါ့နော်ဒီဒီလက်ရှိသွားနေတဲ့ပေါင်ကိုဆက်ပြီးတော့ carry မယ်ပေါ့နော်ကိုယ်လည်းတောင်လည်းခေါ်မယ်ဆိုရင်တော့ top fight ကတော့ပို့ပြီးတော့ပေးကြတယ်ဒီနေရာမှာ united predator တွေကတော့ united အတင်းကိုတိုက်တယ် challenger ပေါ့နော်အဲ့လောက်ထိကိုမှန်းတဲ့ predator တွေတော့ရှိပါတယ် ဒီပေါ်မှာလည်းကျွန်တော်ကဘယ်လိုမြင်လဲဆိုတော့ရင်လောက်မှန်းရင်တော့ဒူးတော့တော့ရမှာပေါ့နော်ဒါဒီလောက်မှန်းတာလည်းကျွန်တော်အပြစ်တော့မဆိုဘူးအဲဒါပေမဲ့ United ကတိုက်တဲ့ challenge လို့ကျွန်တော်ဘာလို့မမြင်လဲဆိုတော့အာ champion စုကိုစင်ခေါ်တဲ့အသင်းတင်းကဒီကစားပုံတစ်မျိုးတည်းနဲ့တွားလို့မရအောင်ဗျာဒီ second ball ပြန်ယူမယ်ဒီလက်လက်တင်လိုက်မယ်အဲ့လိုမျိုး long ball ပုံစံတစ်ခုတည်းနဲ့တွားလို့မရအောင်လို့ကျွန်တော်ကတော့မြင်နေပို့ပြီးတော့ ဒီကျဲပြန်းတဲ့ကစားပုံပေါ့နော်ဒီတောင်ပံတွေကနေသွားမယ်တောင်ပံတွေကနေထိုင်ငယ်ရှိတ်ဖော်ပြီးတော့မှတယောက်ကပြေးထွက်တဲ့ပုံစံမျိုးအဲ့လိုကနေမှဒီအေရီယာတွေပြန်ဝင်တဲ့အပိုင်းတွေမှာပို့ပြီးတော့ကောင်းဖို့လိုတယ်ဗျအဲ့ကစားပုံနှစ်မျိုးသုံးမျိုးလောက်ရှိမှပဲကျွန်တော်တို့ကဒီချန်ပီယံစုအကြောင်းစပြီးတော့ပြောတင်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့အရန်လူချင်းအရန်လူချင်းကကြတော့ယူနိုက်တက်မှာကြတော့ပထမလူချင်းနဲ့အရန်လူချင်းအချောင်းမှာ gap ကတော်တော်ကြီးရဲ့ ဒီ champion ဆုကိုစင်ခေါ်တဲ့အသင်းတွေကိုကြည့်ကြည့်လို့ရတယ်ဥပမာဆိုကျွန်တော်တို့ arsenal ကြည့်မလားဒီ man city ကြည့်မလားပေါ့နော်ဒီကစားမတွေကဒီကစားမတယောက်မရှိလို့ arsenal ကပုံပြီးတည်တာဒီကစားမတယောက်မကစားနိုင်လို့နောက်တစ်ယောက်ဝင်ကစားလဲအဲ့ကစားမရဲ့ဆော့ဆော့ရေအရင် gap မဖြစ်နေဘူးမင်းတက်မှာတော့ gap ကတော်တော်ဖြစ်တယ်ဗျဒီကစမဲရိုနဲ့အိုကာဒီပဲကြည့်လိုက်တော့တော်တော်လေးဥမာကပ်ကဖြစ်တယ်ဒီဒါလောတို့ဒေါ်ကူတို့ဆိုရင်လည်းဗျာကောင်းတော့ကောင်းတယ်ဒေါ်ကူကတော့ကောင်းတော့ကောင်းတ ဒါလို့ကတော့လေကောင်းသလားမကောင်းသလားအဲ့လိုပုံစံမျိုးဖြစ်နေတာမျိုးတွေကချန်ပီယံအသင်းတင်းရဲ့ပုံစံမျိုးမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဒီတစ်ချက်က individual ကိုအရင်အားကိုးလုံးနေဗျာဒါဒါအခုမှ individual ကောင်းတဲ့ကစားမတွေပါလို့ individual အားကိုးတာတော့ဘာမှတော့ဖြစ်ဘူးဒါပေမဲ့အဲ့ဒီ individual တွေကအလုံးမလုံးနိုင်ရတဲ့ခါကျရင်ဘယ်လိုဖြစ်လာမလဲဆိုတော့အကျိုးဆက်ပေါ့နော်ကွန်စီးဝါဆိုတော့ကျွန်တော်တို့ကနှောလဲတာကိုလို့ရတယ်။ customer တို့မကစားနိုင်တဲ့အခြေအနေတို့ အမ်ယူမရှိတော့တဲ့အချိန်ကိုအာဖရိကဖလာလာတော့မှာဒီကနေ့အမ်ယူမူအာမတ်တို့တတွဲလုံးကြီးကျွန်တော်တို့လက်လောက်အောင်ပါအချိန်တိုင်းတော့သမိုရင်ဘယ်လိုလုပ်မယ်ကျွန်တော်ကြည့်ရမယ်အဲ့ဒီအချိန်ဒီမှာယူနိုက်တက်က90နဲ့ပွဲတွေရောနိုင်နေမယ်ဂိုးသွင်းအားတော့အမ်ယူမူရှိတော့တော့မသွင်းတော့ဘူးဆိုရင်တော့မှ90နဲ့ပွဲတွေနိုင်မယ်အမှတ်တွေမလျော်ဘူးဆိုရင်တော့ဒီတိုင်းကျွန်တော်အများကြီးညှော်လင်းလို့ရတယ်ဒီလိုမှမဟုတ်ဘူးရလက်တည်ချင်းရင်လာတယ်ဆိုရင်တော့ကျွန်တော်ထင်ပါတယ်တိုက်တဲ့ချမ်းလေးလုတ်တဲ့အဆင့်ကနေပြီးတော့ကျွန်တော် top 5လောက်တော့ ဲ့လောက်ဒီပဲမှန်းသိနေလို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့ပါဘောเนาะဒါကျွန်တော်တို့ဒီ Manchester United ပေါ့เนาะဒါ Manchester United ရဲ့အနေထားတွေကိုကျွန်တော်တို့ပြောမယ်ဆိုလို့ကျွန်တော်နောက်ဆုံးကစားထားတဲ့၅ဘွယ်ဆက်ပေါ့เนาะဒါရှုံးဘွယ်မရှိကစားထားတယ်ဒါတော်တော်လေးကိုအခုနောက်ပိုင်းနှစ်တည်းမှာတကယ်ကိုမြင်တွေ့ရခဲ့တဲ့အနေထားတစ်ခုပါအဲ့တော့ဒီတော့ Man United Top 5ဝင်မလားဆိုတဲ့အနေထားမျိုးဖြစ်လာတယ်ပေါ့လေเนาะ တော့ပြောမယ်ဆိုလို့ရှိရင်မန်ယူသင်းကလက်ရှိမှာတော့တကယ်ကိုကောင်းနေတဲ့အသင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါ Nottingham Forest နဲ့တည်ရပွဲစပါးနဲ့တည်ရပွဲတွေဆိုတာဒါပုံမှန်အနေထားဆိုလို့ရှိရင်ဒါရှုံးွားနိုင်တဲ့အနေထားမျိုးတွေပေါ့နော်ဒါပေမဲ့စပါးနဲ့ဘောဆိုတော့မဆက်ရောက်နေတဲ့ဒါပေါ့နော်တည်ရပြန်ဖြစ်အောင်သူတို့အကောင်းဆုံးစ조사ဝါတာတွေတွေ့တဲ့အခါမှာတော့ပြောမယ်ဆိုလို့ရှိရင်အပေါင်းလက္ခဏာဆောင်တဲ့အရာတွေဒါဒီအသင်းမှာကျွန်တော်တို့အများကြီးတွေ့ရတာပေါ့လေနော် ဲ့တော့ top fight တဲ့ဝင်နိုင်မလားဆိုတဲ့အခါမှာတော့ဒါ Premier League မှာကကြီးချောက်ကြီးရှိတယ်ဗောဗျာဒီချောက်ကြီးမှာကြီးမယ်ဆိုလို့ရှိရင်ဘယ်အသင်းတွေကိုနိုင်ထားလဲဆိုတော့ Liverpool ကိုနိုင်တယ်ဒါ Chelsea ကိုနိုင်တယ် Spurs ကိုသိရကြတယ်ဗောနော်ဒီလိုမျိုးအခြေအနေရလက်ကောင်းဒီသုံးသင်းစီရရထားတယ်ဆိုတဲ့အခါမှာတွေ့ကြည့်မယ်ဆိုလို့ရှိရင်ဂျန်နက်ပြိုင်ပွဲတွေကိုခဏမိထားလဲဗောအချိန်တန်လို့ရှိရင်က ပရီးမီးယားလိရဲ့1 to 6ကဒီအသင်းတွေပဲရမယ်လို့ကျွန်တော်ထင်တယ်ဒီဘုံမောက်တို့ဆန်လန်တို့ကအချိန်တန်လို့ရှင်အောက်ပြန်ရောက်မယ်အသင်းတွေအဲ့တော့ပြောမယ်ဆိုလို့ရှင်တော့အဲ့ဒီအသင်း6သင်းတွေကတသင်းကတော့အဆင့်6ဖြစ်သွားမှာပေါ့ဂျန်နဲ့5သင်းကတော့ဒါထိပ်ဆုံး5သင်းဝင်မယ်ဆိုတဲ့အနေထားမှာလက်ရှိမန်ချက်စတာယူနိုက်တက်အသင်းရဲ့အနေထားကတော့ထိပ်ဆုံး5သင်းဝင်ဖို့လုံလောက်တယ်လို့တော့ကျွန်တော်ထင်တယ်ဒါမော်ရင်ကိုင်ခဲ့သမျှတွေမှာတော့လက်ရှိအသင်းက အကောင်းဆုံးအသေးတော်မှာကျွန်တော်တို့ပြောလို့ရတယ်ဒါသူ့ရဲ့ transfer လောက်တာတွေတော်တော်ရုပ်အကျိုးရှိခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘောနော်ဒါပေမဲ့လိုအပ်ချက်တွေရှိနေ သေးတဲ့အနေထားလေးရှိရဲအဲ့ဒါကိုတစင်ချင်းစီပြောမယ်ဆိုလို့ရှိရင်တော့ကိုသမားအစပြောရမယ် last man's ball you know ဒါဒီကိုသမားကကျွန်တော်တို့ကောင်းပါတယ်ကျွန်တော်တို့ဒါဒီ ER ထွက်သွားတဲ့အချိန်မှာ onana နဲ့တော်တော်ကြီးကိုအဆင်မပြေဖြစ်ခဲ့တဲ့အနေထားနေပြီးတော့ last man ရောက်လာတာအများကြီး quarter ချက်ရှိတယ်ဒါ man u သင်းကိုပုံမှန်ကြည့်ခဲ့တဲ့ဒါဘောလုံး man u ပရိသတ်တွေဆိုတော့သိတာမှာပါဘယ်တော့မှမဝင် man u သင်းရဲ့ဘောတွေကိုပုံမှန်ကြည့်နေတဲ့ဒီဘောလုံးပရိသတ်ဆိုလို့ရှိရင်လည်းဒီချက်ကိုသိလိမ့်မယ်ဘောနော်ကိုသမားနေရာကစိတ်ချရပါတယ်ဒါပေမဲ့ goal တွေကတော့ပေးနေရတော့ဆိုတဲ့အနေထားမျိုးကို တွေ့ရတဲ့အခါမှာတော့ဒါတောင်းဆိုမှုကတော့အများကောင်းများနိုင်နေမယ်လက်စမန်အနေနဲ့ဘယ်လိုပြောလို့လဲဆိုတော့ပေါ့နော်မထင်မထားပဲနဲ့အရန်ကိုကောင်းမွန်တဲ့ကာကွယ်မှုလေးတွေတော့သူ့အနေနဲ့လောက်ပြောက်ဖို့တော့လိုတယ်ဗျ။သူကဘယ်လိုလဲဆိုတော့တစ်ဖက်ကကန်ဆက်ကအရန်ကောင်းတဲ့ဂိုးမျိုးဆိုလို့ကျွန်တော်သူကဂိုးဖေးကိုပေးရမှာပဲပေါ့နော်ဒီလိုပုံစံမျိုးပေါ့အဲသူ့အနေနဲ့သူ့အနေနဲ့ပေါ့နော်ပို့ပြီးတော့ဘလို့မှမထင်မထားတဲ့စွမ်းဆောင်ရည်ကောင်းတွေပေါ့ ဘိုးဘီလိုထင်ထားထင်ွားတဲ့အနေထားမျိုးတွေကိုကာဝယ်တိုင်းနဲ့ best one မျိုးပေါ့နော်ဒီလိုပြောတာကတော့နည်းလေးတော့များပါတယ်သူဒီလိုဒီရလေးတော့နည်းလေးတော့လုတ်ပြောက်ဖို့လိုနေတယ်ဘောလို့ဆိုတော့မန်ယူကိုသမားကောင်းဆိုတာကဒီရလေးလိုတာဟုတ်ဒီချက်ရှိတယ်နောက်တစ်ခုကမန်ယူသင်းရဲ့အနောက်တန်းပေါ့နော်ဒါမန်ယူသင်းရဲ့အနောက်တန်းကိုလက်ရှိမှာတော့ကောင်းနေရဆိုပြီးတော့ ပြောကြပါရစေ။ဒါကောင်းနေတယ်ဆိုရင်ပြောလို့လည်းရတယ်။ဒါပေမဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ပွဲတိုင်းနီးပါးကတော့ကိုးပေးနေရတာပဲ။ဒါအသင်းကြီးထဲမှာဆိုလို့ရှိရင်ဒါကိုရက်လက်အပေါင်းထွက်တဲ့အသင်းကမန်ယူအသင်းကအ ਨੇ ဆုံးဖြစ်မယ်လို့ကျွန်တော်ထင်တယ်။အဲတော့မန်ယူအသင်းရဲ့အနောက်တန်းကလည်းပို့ပြီးတော့တိုးတက်ဖို့လိုတယ်ပေါ့နော်။ဒီတနေရာကျွန်တော်တို့ပြောအောင်မယ်။အဲအဲ့ဒီနေရာမှာကဒီကိုသမားရဲ့အနောက်တန်းထပ်ပို့ပြီးတော့အရေးကြီးတဲ့ပြောလို့ဆိုလို့ရှိရင်ကိုသမားရဲ့နောက်တန်းနေရာလည်းအရေးကြီးတာပဲကိုးပေးရတာ။အဲနောက်ထပ်အရေးကြီးတဲ့နေရာဆိုတော့ဒါကက်စမဲရိုနေရာပေါ့နော်။ကက်စမဲရိုကဒါကျွန်တော်တို့ လူစားလဲရတဲ့အခေါက်တွေကတော့လဲရမှာပဲပြီးတော့ကက်စမဲရိုကြွားတဲ့အခေါက်တွေရှိတယ်ဒီကက်စမဲရိုထွက်သွားလို့ရှိရင်ဆနာကွဲနှုတ်ပြောသလိုပေါ့ကွဲဖြေကတော့အပြောင်းလဲကဖြစ်သွားတယ်ဘာဖြစ်လဲကက်စမဲရိုထွက်သွားအပြောင်းလဲဖြစ်ပြီးတော့ကျွန်တော်တို့ကနောက်ကျခြေပွားကိုးတွေဆိုတာကကက်စမဲရိုထွက်သွားပြီးမှဖြစ်လာတဲ့ຢာတွေတော်တော်များတာအောင်အဲ့တော့ဥကတိကလည်းပြောမစလို့ရှင်တော့အရင်ကလိုမျိုးကွင်းထဲမှာဒါလူလိုက်ချနေပဲဆိုလို့ရှင်တော့အများကြီးအကျိုးဖြစ်နိုင်တယ်ဒါပေမဲ့ခုနောက်ပိုင်းဥကတိရဲ့လည်းသိပြီးတော့လူမချတဲ့ပုံစံမျိုးတော့မှဖြစ်နေတာပေါ့နော်အဲ့တော့ဒီအနေထားကလည်းသိပြီးအဆင်မပြေဘူးဒါပြောမစလို့ရှင်တော့ ဒီအရေးကြီးတာကတော့ဒီကက်စမဲရိုနေရာပေါ့နော်ဒါဖာနန်ဒက်စ်နဲ့တွဲဖက်ဖို့ဒီကက်စမဲရိုနေရာကတော့လူခေါ်ဖို့လိုတယ်ဒီကက်စမဲရိုကိုတော့မော်ရင်ကဆက်ပြီးတော့ထိန်းထားခြင်းတယ်ဆိုတော့သူ့နေသားကတော့ကျွန်တော်သဘောကျပြီမဲ့နောက်ရသေးချလို့ရှိရင်တော့ဒီနေရာအတွက်တောင်းတော့ဒီကစားသမားတယောက်တော့လိုမယ်ဗျဒီဇန်နဝါရီမှာခေါ်ဖို့ကတော့နည်းနည်းတော့ခဲရင်လိမ့်မယ်ကဘာဖလာပြီးွားလို့ခေါ်ရင်လည်းကစားသမားကဈေးရန်များွားမယ်အနေထားလေးလည်းရှိတော့ဇန်နဝါရီမှာတော့ အများကြီးတော့မတုံးတော့ဘူးဒါပေမဲ့ဇန်နဝါရီမှာကိုခေါ်ကိုခေါ်နေတဲ့ကစားသမားကိုဇန်နဝါရီမှာမခေါ်ပြဘူးကမ္ဘာဖလားမှာလည်းအဲ့ကစားသမားကအရင်ကောင်းနေရဆိုလို့ရှိရင်တော့တန်ကြီးကတော့မြင့်သွားနိုင်တယ်ဒီလိုအနေထားရှိပါအောင်အဲ့တော့ဒီနေရာမှာကျွန်တော်အဓိကတက်စကိုအဆင်မပြေသေးဘူးပဲပြောရမယ်ဘူလက်စတီကမှာတော့လုံးပြခဲ့တယ်ဆိုပေမဲ့ပရီးမီးယားလိမှာသိပ်ပြီးတော့အဆင်မပြေတာကိုတွေ့ရတယ်အဓိကဆက်စကိုကဘယ်လိုလဲဆိုတော့ဆုံးဖြတ်ချက်အာနေတယ်ပေါ့နော်ဆုံးဖြတ်ချက်နှောက်နေတယ်။ तू ကခုခုကို तू ကဆုံးဖြတ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲသူ့ရဲ့ဘောလုံးကပြိုင်ဘက်ကဦးဝါရီပေါ့နော်။ပြောချင်တာကပရီးမီးယားလိမှာ ဒီလိုလုပ်လို့မရဘူး Premier League မှာကစားမဲ့တိုက်စပ်မှုကဒီထက်ပိုပြီးတော့ညံကောင်းဖို့လိုတယ်ဘောလုံးသမားကောင်းတစ်ယောက်ကသူ့ရဲ့အုံနောက်နဲ့လည်းဆိုင်တာဟုတ် तू ကဘောလုံးကိုသူ့ခြေထဲရောက်လာတယ်ဘောလုံးကို तू ကဆွဲဝါးတယ်ဆိုတဲ့အနေထားမှာသူ့ရဲ့အုံနောက်ကလည်းစဉ်းစားနေရလေ तू ဘာလုပ်မလဲဆိုတာသူ့ရဲ့အုံနောက်ကစဉ်းစားတဲ့အရာကိုသူ့ခြေထောက်ကလိုက်လောက်တာဟုတ်အဲ့ဒီအချိန်မှာဒီ Sasco ကကြတော့စဉ်းစားတာတော်လေးကြာရလို့ကျွန်တော်ထင်တယ် အခွင့်အရေးရလို့ရှိရင်လည်းဘာလုပ်မလဲပေါ့ပြေးပဲပြေးထွက်မလားကံပဲကံမလားပေါ့နော်ဒီလိုနေရာမှာနည်းနည်းလုံးလက်ချတဲ့လိုက်နေတဲ့ခါမှာသူကပြန်ပဲတားဆီးဖို့တော်လေးကိုခံရတာကျွန်တော်တို့တွေ့ရတယ်အဲ့တော့ Sesco ဒီအစောပိုင်းပွဲတွေမှာတော့ကိုနှစ်ပွဲဆက်ရရဆိုမှနောက်ကနေတွေပျောက်နေတယ်ဒီလိုချင်းလေးမျိုးမှာတော့ကျွန်တော်ကတော့ Sesco ကို၃၀ချင်းပါတယ် Sesco ကိုကျွန်တော်အခွင့်အရေးရစေချင်တယ်အဲ့တော့ဒါပေမဲ့ဒီပြောက်ကတော့ Sesco ပဲ၃နေတဲ့အချိန်လေးမျိုးမှာတော့ဒါ Sesco အနေနဲ့ပေါ့နော်ဒီထက်ပိုပြီးတော့ကောင်းမှုလို့လေအဲ့တော့ဒီနေရာတွေလိုအပ်ချက်တွေရှိနေတဲ့အပင်ကိုကျွန်တော်တို့က လွယ်လွယ်ကူကူပေါ့လွယ်လွယ်ကူကူဆိုရက်ဆာလို့ရှိရင်တကယ်ဖြစ်နိုင်ခြင်းရှိတဲ့အရာတခုကိုကျွန်တော်တို့ကသုံးသပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဆောင်းွားတဲ့တန်းကပြောွားတဲ့နေရာတွေ lower chest တွေရှိနေတဲ့အသင်းက champion ဆုကိုစင်ကုန်မဲ့အသင်းဆိုတာကတော့မဖြစ်နိုင်ဘူးဒါပေမဲ့ top fight တော့ဝင်နိုင်လားဆိုတော့ကျွန်တော်ဝင်နိုင်တယ်ဘာဖြစ်လို့ဆိုတော့ဒါတွေက Manchester United ဆိုတဲ့အသင်းကြီးရဲ့အနေထားနဲ့အားနည်းချက်တွေဆိုပြီးတော့နိုင်ရှင်ပြီးပျော်သွားလို့တကယ်တမ်း Manchester United အားနည်းတဲ့ အားနည်းတဲ့အသင်းတွေဆိုတာကပရီးမီးယားလိမှာအများကြီးရှိတယ်။အဲ့တော့မန်ချက်စတာယူနိုက်တက်ကလက်ရှိပုံမှန်လေးသွားနေတယ်။ဒါကွဲချက်တွေလည်းကျော်ဖြတ်ပြီးွားတဲ့အခါမှာနောက်ပိုင်းလာမဲ့ပွဲတွေကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အခုလက်တလောပေါ့နော်လာမဲ့ပွဲတွေကနည်းလေ ခြောင်နဲ့ပွဲရရှိတယ်။ဒါပေမဲ့ Premier League မှာကလည်းပွဲခြောင်တာနဲ့ရမကအပြည့်ရမလားဆိုတော့အမခံချက်ကလည်းမရှိပါဘူး။ Premier League မှာပွဲခြောင်တဲ့ရမကတော့ဆုံးဆုံးချင်းဆုံးရှုံးမှာပဲ။ဒါပေမဲ့လက်ရှိအသင်းရဲ့ခြေစွမ်းအရာကတော့ရမကမျောလို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိတာပေါ့လေနော်။နောက်တစ်ခုကကျတော့ပြောမယ်ဆိုလို့ရှိရင်လက်ရှိအသင်းကဒီဟို MU Mo ကိုအရင်ကြီးတောင်မှအားကိုးလွန်းနေတဲ့ပုံစံမှာရှိတယ်။ MU Mo ကိုမသွင်းဘူးသူကိုသွင်းမလဲဆိုတဲ့အပိုင်းလေးတွေတခုတော့ ရှိတယ်ဗောနော်ဒီလိုအရာလေးကြီးလေရှိတဲ့အခါမှာတော့ဒါချန်ပီယံဆုရာချန်ပီယံဆုကိုစိန်ခေါ်မဲ့အသင်းဆိုတာကတော့အရန်ဝေးလို့ပါတယ်ဒါပေမဲ့ဒီအသင်းက top 5တော့ဝင်နိုင်ရှိတယ်ပြောလို့ဆိုလို့ရှင်တော့ထိပ်သီး6ပဲမှာ နိုင်ထားတဲ့အသင်းတွေရှိတယ်ဆိုတော့အနေထားမှာတော့ Manchester United ရဲ့အသင်းကတော့ဒီအရီမှာတော့ဖြစ်နိုင်တယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့အနှစ်ချုပ်ပေါ့နော်။ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်က Manchester United အသင်းရဲ့ခြေစွမ်းကတည်ငြိမ်မှုရှိလာတယ်။ Manchester United အသင်းကိုပြိုင်ဘက်အသင်းသသင်းကနိုင်ဖို့ခက်ခဲလာတယ်။ Manchester United အသင်းရဲ့ပွဲနဲ့ပတ်သက်တဲ့အနေထားတွေမှာလည်း Manchester United ဘက်ကနေပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့အရင်လိုမဟုတ်တော့ဘူး။ Manchester United အသင်းကိုပို့ပြီးတော့လေးလေးစားစားလေးနဲ့ပြုတ် လာတဲ့အပြုတ်မှုလေးတချို့လည်းကျွန်တော်တို့တွေ့လာရတယ်။ဒီလိုအရာတွေကအပေါင်းလက္ခဏာဆောင်ပါတယ်။ဒါဆုံးနောက်ကလည်းပြောရခဲ့ပါတယ်။အဲ့တော့ကျွန်တော်ကပြောချင်တာကတော့လက်ရှိ Manchester United အသင်းကတော့ Top 5တဲ့ဘောနော်ဝင်မလားဆိုလို့ရှိရင်တော့ကိုရဲရုံးနဲ့ကျွန်တော်လည်းအမြင်တူပါတယ်။ကျွန်တော်လည်းဒါ Top 5တဲ့တော့ဒါဝင်နိုင်မယ်လို့ကျွန်တော်လည်းပြောချင်ပါတယ်။အဲ့ဒါလို့ရှင်တော့ဒါကျွန်တော်တို့တယောက်ရဲ့ဒီနေ့ဒါပေါ့နော်ဒါပြောတဲ့အနေထားကတော့ဒီလောက်ပါပဲပေါ့နော်ဒါ top 5တဲ့ကိုဝင်မလားဆိုတော့ရှင်တော့ကျွန်တော်တို့တယောက်စလုံးကတော့ဒါ top fight ထဲဝင်မယ်လို့ကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်ယူဆတယ်လို့ဖြစ်လာမလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဒီနေ့ပိုင်းကတော့ဒီလောက်ပါပဲပေါ့နော်ဒါဒီနေရာမှာပဲရှင်းနာမယ်ဒါနောက်ပိုင်းနေ့မှာတော့ပွဲချုပ်အစီအစဉ်တွေလည်းရှင်းအောင်ပါပါအဲ့ဒီပိုင်းနေ့ကျရင်တော့ဘယ်ပွဲတွေလာမလဲဒါလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဒီနေ့မှာတော့ဒီနေရာမှာပဲရှင်းနာမယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ပြောချင်ပါတယ်